မင်္ဂလာပါရှင်ဒီနေ့မှာတော့အိန္ဒိယနိုင်ငံ Maxion ကြီးမှာ Microwave Ablation လို့ခေါ်တဲ့အပူရောင်ကြီးနဲ့သဲကန်ဆာအကျိတ်ကိုကုသခဲ့တဲ့ပုံပုံနဲ့တွေ့ဆုံပြီးတော့မှဒီကုသမှုဆိုင်ရာတွေ့ကြုံတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဘုံမင်္ဂလာပါရှင်။မင်္ဂလာပါဘာကြီး။ပုံပုံအနေနဲ့လေဒီအသေးကန်ဆာယောဂါကိုပေါ့နော်ဘယ်လိုလက္ခဏာတွေစတင်သိရှိပြီးတော့မှဒီယောဂါကိုစတင်သိရှိခဲ့တာပါလဲရှင်။ဟုတ်။ဟိုဦးစင်းကတော့အရင်နေ့ကအသေးစီပိုးရှိတာပေါ့နော်စီပိုးကိုကုသနေရင်လည်းစီပိုးကြောက်သွားတော့လည်းအသေးချောင်းနေရာကျန်တဲ့အတွက် အများနဲ့စောင့်ကြည့်ကုသနေခဲ့ပါတယ်ဒါပေမဲ့လည်း6လ9လလောက်မတရားပဲတဲ့အချိန်မှာတရားတရားတဲ့ခါမှာအဲမှာအထွေဆောင်အချိန်မှာအကျိတ်ရှိနေပါတယ်နောက် AFP ကလည်း9000လောက်ထိမြင့်နေတဲ့အတွက်အသေးကင်စာစနေပြီလို့ပဲဒီမှာနိုင်ငံကကြားသားနေကြအထူးဆရာဝန်ကြီးကညွှန်ဆိုပါတယ်ဒီမှာဒီမှာပုံပုံဒီမှာအဲပုံပုံနေနေပေါ့နော်ဒီသဲကန်ဆာဖြစ်တယ်ဆိုတော့ပေါ့နော်နိုင်ငံရဲ့ခြားမှာဆေးကုဖို့ဆက်ပြီးတော့စုံစမ်းတဲ့ခါမှာရောဒေါက်တာဆောင်မက်ဒီကယ်ဆာဗစ်နဲ့ပေါ့နော်ဘယ်လိုများချိတ်ဆက်ဖြစ်တာပါလဲပုံပုံ Facebook ပြမှာတော့ဒေါက်တာဆောင်ပါဝင်အခြား ်3လေးခုတွေ့ပါတယ်တွေ့တဲ့အခါမှာသူတို့အကုန်လုံးမြေတဲ့အခါမှာဒေါက်တာဆောင်ကအိုက်ထက်ကသူစဉ်စိတ်မတန်းလေးတွေပို့ပေးပါဆိုပြီးတော့ဘယ်လိုတူးလို့ရမယ်ကုန်ကြတဲ့ဘယ်လောက်မှာဆိုလေးလေးစားစားနဲ့တံပြီးဆက်သွယ်ထားတုံတရားနာပြီး group လေးဖွဲ့ပေးထားပါတယ်အမအိန္ဒိယကိုဦးစဉ်ရင်သွားဖို့တဲ့တခါကြီးတယောက်ရဲ့အကူအညီနဲ့ကို့အစီအစဉ်နဲ့ကိုအိန္ဒိယကိုကြွားလိုက်တယ်အမဟိုဘက်မှာတော့ agent တစ်ပိုင်းပေါ့တစ်ပိုင်း agent ကဒေါက်တာဆောင်နဲ့မဟုတ်ပါဘူးအခြား agent တစ်ခုကအိန္ဒိယမှာရှိတဲ့အခြားနာမည်ကြီးစေအောင်ကြီးတခုကိုပို့ပြီးတော့ဒါပါတယ်တင်ပါ အဲအဲ့တော့ကုသတဲ့ခါမှာဘာလဲဆိုတော့ပုံတော့ဟိုဟိုနော်ဟိုပါဘောတက်ကစားသမားတွေကိုဟိုစစ်စစ်ရတဲ့စစ်စစ်ချက်တွေစစ်တယ်နောက်ဖက်စီတီရိုက်ပါတယ်ဖက်စီတီမှာအော်တော့မြန်မာနိုင်ငံမှာရိုက်သွားတဲ့အားရစားလို့ချင်းအခြေသေးလေးတခုတွေ့တယ်ဒါပေမဲ့နောက်ပြီးတော့အစုံမှာထူးခြားတဲ့တုံ့ပြန်မှုတခုရှိတဲ့အတွက်အဲ့ဒါလေးကကင်ဆာဖြစ်သွားကင်ဆာအကြောင်းပဲဖြစ်ပြီးတော့အသေးကင်ဆာဒီအသေးကနေပြီးတော့အခြား organism ဖြစ်တဲ့အဆုတ်ကိုပြန်နေသွားပြီလို့ဆေးရုံကြီးက ဆရာဝန်ကြီးတချို့ကဆုံးခဲ့ပါတယ်ဒါပေမဲ့တို့ရလည်းတေချအောင်လို့တော့ချက်စီတီလို့ခေါ်တဲ့ရင်ကောင်းဟိုဓာတ်မှန်ရိုက်ပါတယ်အဲ့မှာ9မီလီမီတာအကြိတ်ကလေးတစ်ခုအကြိတ်လို့ပေါ့အသားစားလေးတစ်ခုအစုံမှတွေ့တယ်အဲ့တော့အဲ့ဒီဆေးရုံကြီးကအသေးကင်စာဆင်းရ၄ဖြစ်နေပြီအဲအင်မျိုးနိုလိုထရဖီလို့ခေါ်တဲ့ခုခံအားစနေနဲ့ကုသတာလားကောင်းတော့ဖဲမဲလို့ပြောပါတယ်အဲ့ဒီအင်မျိုးနိုထရဖီကလည်းတလတစ်ခါသွားရမယ်အိန္ဒိယကိုနောက်ကွန်ကြတဲ့ကလည်း ပမာငွေနဲ့ဆို3200လောက်ကုန်မယ်ပြီးတော့ဟိုဥစဉ်လဲစဉ်းစားအောင်မယ်ဆိုပြီးတော့တင်ပါတဲတဲ့ဟိုတယ်မှာခဏပြန်လာပါတယ်တင်ပါပြန်လာပြီးတော့အဲဒီတိုင်းဆိုရင်တော့ဒီဆရာဝန်ဒီဆေးရုံနဲ့အဆင်မပြေတော့ဘူးလို့ဆိုပြီးတော့အောင်းမိတဲ့အတွက်ဆိုဒေါက်တာဆုံးဖွဲ့ပေးထားတဲ့ဗိုက်ပါလေးကိုပြန်ဆက်ဆွဲလိုက်တယ်ခမဒေါက်တာဆုံးတင်းညာနေပြီးတော့ချက်ချင်းပြန်ပြီးတော့တုံ့ပြန်ပါတယ်ဟုတ်သူတို့လူတွေလာကြိုးပါမယ်အခြားဆေးရုံကြီးကိုဦးစဉ်ပြခြင်းနဲ့ပြလို့ရပါတယ်ဆိုပြီးတော့ ပြပြီးတော့ mass စေယုံကြီးကိုရောက်ခဲ့ပါတယ်။အခု agenda လို့ခေါ်တဲ့အခုဆရာဝန်ကြီးနဲ့တွေ့ဆုံပါတယ်။ဟုတ်ဆရာကြီးနဲ့တွေ့ဆုံတော့ဘုံဘုံပါများဆရာကြီးကညွှန်ကြားပါလေရှင်ဆရာကြီးနဲ့တွေ့ဆုံတဲ့အခါမှာဆရာကြီးကအမတန်စိတ်ချမ်းသာပါတယ်လူနာတွေပေါ်လဲသဘောကောင်ဟိုဖုန်းကြီးကဆိုလဲရိုသေးလေးသားကြီးကြီးရိုဆက်ဆက်ပြီးတော့ဘုံဘုံမပူပါနဲ့ဒါ is a state full လဲဖြစ်ချင်ပါဖြစ်မှာပါအဲ့ဒီဆုံးမှာတွေ့တဲ့အဆိုင်ခဲလေးကို bio bio စီလို့ခေါ်တဲ့အသားစားဆက်လိုက်ပါအဲ့ဒါက ဟိုတချို့မှာလည်းဟိုငငယ်ရတီဗီဖူဖူတဲ့လူတွေကိုဗစ်ဖူဖူတဲ့တွေမှာရှိတတ်တယ်။အဲအဲ့ဒါကြောင့်အဲ့ဒါလေးကိုစစ်လိုက်လို့ကင်ဆာတာမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ပုံပေါ်ရကင်ဆာဆင်းရလေးမဟုတ်ပါဘူး။အဲတဲ့လို့ဆောင်ချက်တရားလည်းတအားမဆိုးသေးတဲ့အတွက်ဘိုင်ယိုစီလေးစစ်လိုက်ပါလို့ပြောတယ်။ဟုတ်နော်။ဘိုင်ယိုစစ်တဲ့ကမှာနည်းနည်းလေးပဲနာပါတော့ဟိုချက်ဟိုမတ်ဆေးရုံကြီးမှာရှိတဲ့အစင်းမြင့်ဆက်တင်နဲ့စစ်တဲ့ခါမှာကြောဝုံဝုံဖောက်ပြီးတော့ပေါက်သေးသေးလေးဖောက်ပြီးတော့အသားသာယူတဲ့ခါမှာထုံသေးနဲ့ယူတယ်နည်းနည်းလေးတော့နာတယ်။အဲဒါ၃ရက် ဒီကြမှာအထည်ရပါတယ်။ကုန်ကြမ်းတွေလည်းဒီလောက်အများကြီးမကုန်ပါဘူး။တင်ပါ။ဟိုဗမာငွေ6သိန်း8သိန်းလောက်ပဲပို့ကုန်သွားတာ။ဟုတ်တယ်ပါ။အဲ့မှာကံကောင်းစွာနဲ့ပဲကင်စာဆဲမဟုတ်ပါဘူးတဲ့။ဒီအစုံမှာဆိုတော့အဲ့တော့ဆရာကြီးနဲ့ပြန်တွေ့တဲ့အခါမှာဆရာကြီးကလည်းဝမ်းသာတယ်ရပါတယ်ဗျ။အဲ့တော့ကင်စာဆဲကင်စာအဆင့်က၄မဟုတ်ပါဘူး။အများဆုံးဟိုနှစ်နှစ်လောက်ပဲနှစ်လောက်ပဲဖြစ်ပါတယ်။နောက်ပြီးတော့ဦးသိန်းမှာရှိတဲ့ကင်စာအကျိတ်တည်းဒီနေရာလေးရာခွဲလို့ဆိတ်လို့ရတယ်။ခွဲဆိတ်သွားမယ်ဆိုရင်ဆရာကြီးပဲခွဲဆိတ်ပြီးမယ်။ ဒါမှမဟုတ်လည်းအခြားနည်းလမ်းတွေဘာတွေရှိသေးလဲဆိုတော့အဲဟို TACE တို့ NWA တို့ DIY တို့ကြောင်းရှင်းပြပါတယ်အဲဦးစင်းရဲ့အဲ့မှာအတင်းတော်ဆုံးဖိမဲ့လို့ထင်တယ် NWA လို့ရင်ရမလားလို့ဆရာကြီးနဲ့တိုင်မိတဲ့အခါမှာဆရာကြီးကရပါတယ်အဲ့မှာဘာအထူးကြလဲဆိုတော့ဆရာကြီးကချက်ချင်းဟို NWA နဲ့လုပ်မယ်လို့ဆုံးဖြတ်တာမဟုတ်ပါဘူးအခြားအဆုတ်ဆရာဝန်ကြီးတွေ အဲဟိုကိုခန္ဓာဟိုကြံ့ခိုင်စတာတွေကိုအဲအောင်မှာဆက်ရတယ်ဒီလိုလက်တွေပါမောင်းနေပါထောင်ပြီးတော့ဟိုအသက်ရှူဘလောက်အောင်ဘလောက်ပါညာဆိုလေ့ကျင့်ခန်းလေးလောက်ခိုင်းပြီးစစ်ပါတယ်အဲ့တော့အထင်းနဲ့ပါတော့ကူပါပြီးတော့မှာပေါ့နော်အဲ့ဒါနဲ့ပူအောင်တော့ခံမှာအဲ့ဒီအောက်မှာရှိတဲ့ဟို radio logic ဆရာဝန်ကြီးတို့ဘာတမဆရာဝန်ကြီးတွေခဏဒီကိုယ်တိုင်လှုပ်ဆောင်မဲ့ဆရာဝန်ကြီးတွေနဲ့ပူပေါင်းပြီးတော့ရချင်းပြပါတယ်ရချင်းပြတော့ဆေးရုံမှာဒီနေ့ဂျိုဝင်ရတာပေါ့နော်ဒီနေ့ဂျိုဝင် နောက်အားရှိအောင်ဒီစင်တော့လိုအပ်တဲ့ဟိုဒီစင်မှုတွေလုပ်ပြီးတော့နောက်နေ့မနက်မှာ team ဖွဲ့လိုက်တာပဲဒီမှာကွန်ပျူတာဆက်တွေသုံးပြီးတော့ဘေးဈေးသုံးပြီးတော့ဒီ gem ဒီ gem အဲ့နားမှာပေါက်သေးသေးလေးနှစ်ပေါက်နှစ်ပေါက်ဒီမှာခုဆိုတော့တွေ့တော့မတွေ့ရတော့ပေါ့ဖောက်ပြီးတော့ဒီမှာအဲ့ဒီအပူ line သုံးပေါ့နော် NWA နည်းပညာကိုသုံးပြီးတော့ကုသရေးအသက်ကစားအကြိတ်ကိုခြေပြပါတယ်ဟုတ်ကဲ့ပါဒီမှာဒီမှာအပေါ်မုံနေနဲ့အဲ့ဒါ max ရေမကြီးမှာကုတာတာကိုပုံအစီအပြေခဲလာ feedback ပေးချင်တာရှင်လည်းပြောပြပါအောင်ရှင့်တော်တော်လေးအစီအပြေပါတယ်အဲ့ဒီ မြန်မာနိုင်ငံမှာအသေးကင်ဆာစားဖက်တော့က AFV လို့ခေါ်တဲ့အသေးကင်ဆာကင်ဆာညှုံးခဲ့ရ9000လောက်တိရှိပါတယ်မြန်မာနိုင်ငံမှာဟိုအသေးကင်ဆာဆေးတဲ့မြန်မာနိုင်ငံဆရာဝန်တွေရဲ့ဥသာမှုနဲ့200ဝန်းကျင်လောက်ပေါ့နော်တိနီယာကိုစားရောက်ခါသား244ရှိပါတယ်မြန်မာဆေးဦးကြီးမှာအခု NWA လောက်ပြီးတော့သတင်းတစ်ပတ်6ဘက်ကြားတဲ့ခါမှာပြန်စစ်ပါဆိုပြီးတော့မြန်မာနိုင်ငံမှာပြန်စစ်တဲ့ဒီတွေရဥစ္စာမှာရှိတဲ့အသေးကင်ဆာညှုံးခဲ့ရဝန်တာတွေကပါ9.31တခါမှမဖြစ်ဘူးပါဘူးအစဉ် ဟိုအသက်စ6တဲရဟိုက24လို့7နှစ်ကြီးပဲအနည်းဆုံးအများဆုံးအနည်းဆုံးဖြစ်မှုတာပါတမအခု9တသမတုံည1တိဖြစ်သွားပြီးတော့အသက်လုံဆောင်ချက်တွေကလည်း EAD တို့ ASD တို့စသည်ပုံညွန်နေကြည့်ပြရပဲတိုးတက်လာပါတယ်အခုဆိုင်းနေကြတဲ့အခါမှာအခုဒီနေ့ပွဲမှာဆရာမတို့စီစဉ်ပြီးလို့ဆိုင်းနေပြန်တွေ့တဲ့အခါမှာဆရာကြီးကလည်းအမတန်ဝမ်းသာတယ်ရာဒါတွေကအသက်အတုံးတင်မှုကောင်းတယ်အသက်ကင်ဆာဆဲတွေကလည်းတော်လေးရောကြွားပါပြီဒီအတွက်နောက်ထပ်6လလောက်နေပါတော့ ဆရာကြီးတစ်ခေါက်လာပါပေါ့ဆရာပါပေါ့နော်ဒီမှာအခုတမှုအောင်မြင်တဲ့အတွက်ဆရာကြီးပန်းတာပါဟုတ်ပါတယ်ဆရာမကြီးတို့ဆရာမတို့ဒေါက်တာဆောင်အဖွဲ့တွေရောအိန္ဒိယမက်ဆီယုံကဆရာကြီးပါဝင်ခုနကုသပေးတဲ့အဖွဲ့တွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်ခုကဒေါက်တာဆောင်ရဲ့အကောင်းကြောင်းလေးကိုပြောရမယ်ဆိုလို့ရှိရင်တော့စေတနာပါပါတယ်လောက်ရလေးတွေရပထမမြန်မာနိုင်ငံမှာတည်းကဥစဉ်လေဘာတန်းနဲ့ဆေးတောက်ရတယ်အိန္ဒိယရောက်တဲ့အခါမှာအိန္ဒိယဟိုဆေးရဝင်းကြီးဆာရောက်ခါသားဒီမက်စကမဟုတ်တဲ့ဆေးအခြားဆေးဝင်းကြီးဆေးရဝင်းကြီး ်လေဗာတန်နဲ့ဆက်တော့ပါလို့ပြောတယ်လေဗာတန်နဲ့ဈေးရတကက်ကိုအိန္ဒိယမှာအဲ့သူတို့ဖွဲ့ဝယ်ပေးတာပေါ့နော်လာပို့တာကိုယူရတဲ့ခါမှာ1200ထောင်းတယ်မလူပြီး1200ပေးရပါတယ်ဒါပေမဲ့ဆီယမလေးတို့ရဲ့ဟိုအိန္ဒိယဆီယမလေးတွေရဲ့ဟိုဟာဥစဉ်ပြန်ကန်နေတော့ဒီဗာတန်နဲ့ဆက်တော့ဖို့ဝယ်တဲ့ခါမှာဈေးသက်သာအောင်ဝယ်ပေးမယ်ဆိုတော့ဒီတစ်စိပဲဒီကော်မတီပဲအကုန်အတူတူပဲဟာကို650 လောင်းနေရအောင်တို့ဝယ်ပေးပါတယ်ကိုစေတနာပါတဲ့လုပ်ရပါဟိုအများကြီးလဲကျေးဇူးတင်ပါတယ်ပတ်စံဆိုလဲအများကြီးတက်တာတော့ဗောနော်စေတနာထားပြီးဆေးဟိုအစားဈေးသေးတက်တာအောင်ဝယ်ပေးနိုင်တဲ့မလို့လေချီလေချီကျူပါလေကျေးဇူးလေးတင်ပါတယ်ဆရာမတင်ပါအခုခုလိုတိမတ်ပြုပြီးပြောပြရတဲ့လည်းအများကြီးကျေးဇူးတင်ပါတယ်ပါတယ်ဒီအလားတူပေါ့နော်ဘုံဒီလိုမျိုးပေါ့အသေးကန်ဆာဝေဒနာအခံစားနေရတဲ့သူတွေအတွက်ကိုလည်းဘုံဘုံအနေနဲ့အားပေးစကားလေးပြောချင်တာရှိရင်လည်းပြောပြပါအောင်ရှင့်အသေးရောင်တော့ဟာဘီပဲဖြစ်စီပဲဖြစ် ဟိုအသက်6သွားပြီဆိုလို့ရှိရင်တော့အနည်းငယ်စောင့်ကြည့်ကုသနေဒါတောင်မှသတိလေးခဏလွတ်သွားရင်တက်ကင်စာဘက်ကိုရောက်သွားတာပဲဒါပေမဲ့စောစောတိလေးစောစောကုသမှုခံယူလေးအသက်သာဆုံးအကောင်းဆုံးဖြစ်မှာပဲအဲ့တော့ခုကနီးတင်ညာလေးလည်းတိုးတက်လာပါပြီခင်မီစေးဝါးလေးလည်းပေါ်ပေါက်လာတဲ့အတွက်ဟိုအစားတောင်အနေထိုင်ဆင်ញင်ပြီးတော့ကိုယ့်ရဲ့အသေးလေးကိုဂူးဆိုင်မယ်ဆိုလို့ရှိရင်ခုစောစောစီတိယူစောစီကုသမှုခံမယ်ဆိုလို့ရှိရင်တတန်းစီ နေနိုင်အောင်အမှားဖြစ်ပါတယ်တင်ပါပါပေါ့ခုလိုလေးချိန်ပေးပြီးရောကြောက်ဝဲပေးရတဲ့အတွက်ကိုအသေးစိတ်လေးပေါ့နော်အလားတူလူနာတွေအပိစကပြောပေးရတဲ့အတွက်လည်းအဘဘုံကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်ဒုစင်ကလည်းခုလိုပြောခွင့်ရတဲ့အတွက်ဒါရောကုသမှုတဲ့ဥစဉ်အတဲ့ယောဂအချင်းတွေကိုတို့တဲ့ကောင်းမလားကုသတဲ့နေရာမှာဝိုင်းဝန်းကူညီပေးတဲ့အတွက်ကိုဆရာမတို့ဖွဲ့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခုံပုံရှင်